ိုလိုမှုမင်္ဂလာပါခေတ်သင်းຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမြန်မာစစ်တပ်၏အတွေ့အကြုံရွေးကောက်ပွဲကိုအမေရိကန်အစိုးရကပြက်ပြက်တမ်းတမ်းပင်ချရန်အမေရိကန်လွှတ်တော်နှစ်ရက်စလုံးမှာနိုင်ငံသားကြီးရာကော်မတီဥက္ကဋ္ဌများနှင့်လွှတ်တော်အမတ်များကတောင်းဆိုဆွဲတဲ့တင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ မြန်မာဂျာမန်စတန်၏အတုအယောင်ရွှေကောက်ပွဲကိုအမေရိကန်အစိုးရကပြက်ပြက်သားသားပယ်ချရန်အမေရိကန်လွှတ်တော်နေရစလုံးမောင်းနိုင်ငံသားကြီးရာကော်မတီဥက္ကဋ္ဌများနှင့်လွှတ်တော်အမတ်များကကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါသည်အမေရိကန်အလွှတ်တော်နိုင်ငံသားကြီးကော်မတီဥက္ကဋ္ဌလွှတ်တော်အမတ်များအထက်လွှတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အထက်လွှတ်တော်အမတ်များတို့ကတရုတ်နိုင်ငံ၏ထောက်ပံ့မှုဖြင့်မြန်မာစတိုက်ကကျင်းပရန်စစ်စစ်နေသည့်ရွေးကောက်ပွဲများမှာလွတ်လပ်ပြီးတရားမျှတမှုရှိမည်မဟုတ်ကြောင်းထုတ်ပြန်ကြေညာပါသည် နိုဝင်ဘာလ19ရက်နေ့မှာအလွတ်တော်နိုင်ငံသားရေးကော်မတီကကျင်းပခဲ့သည့်ဂျာနာပွဲမှာတပ်တွေများအလုံးကစစ်တပ်အရေးကောက်ပွဲမှာအခြေခံအားနည်းချက်များရှိနေပြီးလက်ရှိအခြေအနေအရရင်းရေးကောက်ပွဲမှာလွတ်လပ်ပြီးတရားမျှတမည်မဟုတ်ဟုတညီတညွန်းသည်ဆုံးဖြတ်ခဲ့ကြောင်းကြေညာချက်မှာဖော်ပြထားပါသည်မြန်မာနိုင်ငံမှာလာမယ့်ဒီဇင်ဘာလမှာစီစဉ်ထားသည့်ရွေးကောက်ပွဲများကဟန်ပြရွေးကောက်ပွဲများသာဖြစ်ကြောင်းကိုတက်သေးပြနေကြောင်းနိုင်ငံတကာအသံဝင်ကိုလှည့်ပြရန် ဆရာနာရှင်အဖွဲ့ကအစီအစဉ်ပြုလုပ်ခြင်းဖြစ်ပြီး2021ခုနှစ်အာနာတေမှုနဲ့မြန်မာပြည်သူများအပေါ်လက်ရှိကျွလွန်နေသည့်အကြမ်းဖက်မှုများအပြီးမှာတရော့ကျော်တာနောက်ခံပြုစက်ကောင်စီအတွက်တရားဝင်မှုဖန်တီးပေးရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်းအာနာတေမီ9နှစ်နီးပါးအကြာစက်ကောင်စီကတရုတ်နယ်ရွယ်စားတို့ထံမှနိုင်ငံရေးနှင့်စီးရေးအရာပံ့ပိုးမှုများတုံ့ပြန်ရရှိနေပေမဲ့နေမြေထိချုပ်ရန်ရုံးကန်နေရဆဲဖြစ်ကြောင်းလွှတ်တော်အမတ်များ၏ကြေညာချက်ကဆိုပါတယ် ကမ္ဘာတဝန်းဒီမိုကရေစီနဲ့နိုင်ငံတကာမှာအသိအမှတ်ပြုထားသည့်လူအခွင့်အရေးများအပေါ်အမေရိကန်ပြည်ထောင်စု၏ဂရီကဝင်းနဲ့အညီတမနာထွန်ဆိုရောက်ဖွဲ့အနေဖြင့်ခြုံရင်းမှုများရှိနေသည့်ရွေးကောက်ပွဲနှင့်မြန်မာပြည်သူများ၏လွတ်လပ်စွာနှင့်တရားမျှတမှုရွေးချယ်ခွင့်ကိုငင်းပယ်မည်မည်သည့်ရွေးကောက်ပွဲကြလက်ကိုမစိုးစတင်ပြောဆိုကြရန်လွှတ်တော်အမတ်များကတိုက်တွန်းပါသည်အတက်အန်နေရဲ့အချင်းချခံရမှုနဲ့မျက်မှတ်နှိစက်မှုတို့ဤကြီးမားသည့်အန်နေရဲ့များချမမြန်မာပြည်သူများကစံနာရှင်အဖွဲ့ဤအာနာရှင်အုပ်ချုပ်မှုကို ရရင်စာခုခံသွန်လှန်ခဲ့ကြပြီးနိုင်ငံအပေါ်အာဏာဆွဲကမ်းမှုကိုတားဆီးနိုင်ခဲ့ကြောင်း2023ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင်နိုင်ငံရေးပါတီအများအပြားကိုစစ်ကောင်စီကဖျက်သိမ်းခဲ့ခြင်း2020ထွေထွေရွေးကောက်ပွဲမှာတရားဝင်ရွေးကောက်တင်မြှောက်ခံထားရသည့်လွတ်တော်အမတ်များစွာကိုဆက်လက်အကျဉ်းချထားခြင်းညံပန်းနေဆက်ခြင်းတို့မဟုတ်ပြည်ပသူနေနေတဲ့ပြည်ချင်းတို့ကလာမည့်ရွေးကောက်ပွဲမဲ့ပေးမှုနဲ့ ရွေးကောက်ပွဲမှာလွတ်လပ်မှုတို့မဟုတ်တရားမျှတမှုမရှိနိုင်သည့်အန်နီယက်ရှိသည်ကိုဆက်စစ်လင်းလင်းဖော်ပြနေကြောင်းဒါကြောင့်အမေရိကန်ပြည်ထောင်စုကစစ်တမ်း၏ရွေးကောက်ပွဲပြက်လုံးကိုပြက်ပြက်တမ်းတမ်းပယ်ချရမည်ဖြစ်ကြောင်းအမေရိကန်လွှတ်တော်အမတ်များကတောင်းဆိုထားပါသည်အမေရိကန်အစိုးရကမြန်မာနိုင်ငံမှာအခြေအနေများတိုးတက်လာပြီဖြစ်၍မြန်မာနိုင်ငံသားများအတွက်ပေးအပ်ထားသည့်ယာယီခွန်လုံခွင့် TPS ကိုဖျက်တင်ကြောင်းနိုဝင်ဘာလ25ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါသည် အမေရိကန်အစိုးရက DAS လုံးအမိမြေလုံးကြောင့်ရဝင်ကြီးဌာနကထုတ်တဲ့မြန်မာအရေးတိုးတက်မှုတွေရှိနေပြီဆိုတာဘလူးအခြေအနေပေါ်မှာသုံးသပ်တာလည်းအချက်အလက်တွေမှနေတဲ့ကျွန်တော်တို့အနေနဲ့ဒါကိုထောက်ပြဖို့ရှိပါတယ်လို့အမေရိကန်အခြေဆိုင် PRI မှာပြောဆိုပါတယ်။လက်ရှိအမေရိကန်အစိုးရနဲ့အမေရိကန်လွှတ်တော်နှစ်ရဲ့အကြားစစ်တပ်၏ရွေးကောက်ပွဲနဲ့ပတ်သက်၍တဘောတာကွဲလွဲမှုများဖြစ်ပေါ်နေသည်ကိုမြင်ရကြောင်းအမေရိကန်ရမြန်မာအရေးကြံကြင်သူများကသုံးသပ်ပြောဆိုနေကြပါတယ်ရှင်။ ဆက်လက်ပြီးအကြမ်းမတ်စတက်က905ကဖြင့်ထောင်ချထားသည့်924ဦးကိုပြန်လွှတ်ပြီးအမှုဖွင့်ထားသူ9580ဦးတို့ကိုအမှုပိတ်သိမ်းမည်ဟုဆိုနိုင်ငံရေးကျင်းနာအများစုမှ အကြမ်းမတ်တိုက်ဖျက်ရေးပုံမှန်မတရားအသိဥပဒေဖောက်ခွဲရေးပုံမှန်ရွေးကောက်ပွဲနှောက်ယှက်သူများဥပဒေများအပါအဝင် မတရားဥပဒေများဖြင့်ဖန်ဆီးထားခြင်းဖြစ်စွာတင်ဆက်ပေးမှာဖြစ်ပါသည် အကြမ်းမဲ့စစ်တပ်ကနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ကဖြင့်ထောင်ချထားသည့်924ဦးကိုပြန်လွှတ်ပေးပြီးအမှုဖွင့်ထားသူ9580ဦးတို့ကိုအမှုပိတ်သိမ်းမည်ဟုယနေ့မှထုတ်ပြန်ကြေညာပါသည် အကြမ်းမဲ့စစ်တပ်ကအကျဉ်းသား924ဦးကိုပုံမှန်905ကဖြင့်ပြည်တံလုံငင်းခွင်ပြုစဉ်အကျဉ်းသား2362ဦးကိုပုံမှန်905ကဖြင့်ထောက်ချထားမှုကိုလုံငင်းချက်နာခွင့်ပေးကြောင်းပုံမှန်905ကဖြင့်အမှုခွင့်ခံထားရပြီးထွက်ပြေးသိမ်းဆောင်နေရသူ9580ဦးတို့ကိုအမှုများပိတ်သိမ်းကြောင်းစစ်တပ်ကယနေ့ညပိုင်းမှာထုတ်ပြန်ပါတယ်အမေရိကန်ကမြန်မာနိုင်ငံအရင် အခြေအနေတိုးတက်လာပြီးဟုကြေညာ၍ TPS ကိုဖြတ်သိမ်းလိုက်ပြီးနောက်စစ်တပ်ကရွေးကောက်ပွဲမှာမဲပေးခွင့်ရှိသူများအလုံးလွတ်လပ်မြတ်သားစွာမဲပေးနိုင်ရည်ဟုဆိုကာထုတ်လုပ်ထုတ်ပြန်လာခြင်းဖြစ်ပါသည်။လက်ရှိနိုင်ငံရေးကျင်းနှောင်းတအူးကစစ်တပ်၏ထုတ်ပြန်ချက်မှာအမှန်တကယ်နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ထုတ်ပြန်ခြင်းမဟုတ်ဖိအမေရိကန်၏အတိမတ်ပြုမှုကိုရရှိရန်ကြိုးပမ်းမှုသာဖြစ်ကြောင်းနိုင်ငံရေးအကျဉ်းအများစုမှပုံမှန်905ကတခုတည်းမဟုတ်ဖိ အကြမ်းဖက်တိုက်ဖျက်ရေးပုံမှန်မတရားအသိဥပဒေဖောက်ခွဲရေးပုံမှန်ရွေးကောက်ပွဲနောက်ဆက်သူများဥပဒေများအပါအဝင်မတရားသောဥပဒေပုံမှန်များဖြင့်ဖန်ဆီးထားခြင်းဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါသည်တကယ်နိုင်ငံရေးအပြောင်းလဲဆိုရင်လူထုကောင်စားတော်ဆန်းစုကြည်နှင့်တမရဝင်းမြင့်တို့ကိုလွှတ်လင်း NLD CEC တွေအားလုံးကိုလွှတ်လင်းအခုကလည်းအမေရိကန်အသီးမက်ပြူမှုရဖို့ဥရဖာရဟန်ရေးပြတဲ့အလုထထုတ်တာပါမတရားစစ်အာဏာသိမ်းထားတာလို့ပြည်တွင်းမှာနိုင်ငံရေးအကျဉ်းထောင်တအူကတုံ့တက်ပြောဆိုပါသေးရှင်